အလုံးမမြင်လားပါကျွန်တော်အခုပြောပြမယ့်အကြောင်းအရာလေးကကျွန်တော်တို့ဒီ setting number 19ခုပါတယ် VA protocol လေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီ setting 19ခုတောင်ပါတယ် VA protocol ကဘယ်လိုမျိုးအသုံးဝင်လဲဘယ်လိုမျိုးအလုပ်လုပ်လဲဘယ်လိုမျိုး save ဖြစ်လဲဆိုတဲ့အကြောင်းအရာကိုတခါတည်းပြောပြပေးသွားမယ်ဟုတ်ပြီနော်အရင်တော့ကျွန်တော်တို့တင်ပေးခဲ့တဲ့ VA protocol လေးတခုရှိတယ်အဲ့ဒီ v brother ကသူက setting number ကဘယ်နှခုလောက်ပါလဲဆိုတော့9ခုလောက်ပဲပါတယ် အခုဒီ V Pro ကကြတော့ setting number 16ခုပါတယ်ဒီဟာလေးက setting number 9ခုပဲပါတယ် V Pro လေးပေါ့နော်ဟုတ်ပြီဒါဆိုရင်အခုကျွန်တော်အခုဒီမှာဒီ V Pro လေးရဲ့အလုပ်လုပ်ပုံနဲ့ဒီထဲမှာပါတယ် setting 16ခုကဘယ်လိုမျိုးချိန်ရလဲဆိုတဲ့အကြောင်းကိုလည်းတခါတည်းပြပြပေးသွားမယ်နောက်ပြီးတော့ဒါဆိုရင်ကျွန်တော်စပြီးတော့ကြည့်လိုက်မယ်မကြည့်ခင်မှာကျွန်တော်တို့ကဒီမှာပြထားတဲ့ဟာတွေဟာဘာတွေလဲပေါ့နော်အဲ့ဒါကိုအရင်သိထားဖို့လိုတယ်သိထားပြီးလည်းဖြစ်မယ် အဲ့ဒါကိုအခုပြန်ပြီးတော့ပြောပြမယ်ဟုတ်ပြီနော်အပေါ်ကကျွန်တော်ဒီ indicator လေးရကြတော့ over voltage ကိုပြတဲ့ indicator လေးသူ့ရဲ့အောက်ကဟာကြတော့ under voltage ကိုပြတဲ့ indicator လေးဟုတ်ပြီနော်သူ့အောက်ကဟာကြတော့ over current ကိုပြတဲ့ indicator လေးသူ့ရဲ့အောက်ကဟာကြတော့ power ဝင်လာပြီဆိုလို့ရှိရင်ပြတဲ့ indicator လေးဟုတ်ပြီနော်ဒီမှာကကြတော့ဘိုးပြတာဒီအောက်ကကြတော့ ampere ကိုပြတာဒီမှာကကြတော့ amp setting ချိန်ချင်းဒါလေးကိုနှိပ်ပြီးတော့ချိန်ရတယ်ကိုသွားချင်တဲ့ setting ကိုဒါလေးနဲ့နှိပ်ပြီးသွားလို့ရတယ်ပေါ့နော် m နဲ့နှိပ်ပြီးသွားလို့ရတယ်နောက်တစ်ခုကကြတော့ up key down key pin power ဟုတ်ပြီနော်အဲ့ဒါလေးပဲကျွန်တော်ကဘာမှ trade တူမရှိဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့ setting ချိန်မှုတော့ကိုကျွန်တော် power ပေးလိုက်မယ် power ပေးလိုက်ပြီနော်အဲပေါ်ပြလိုက်ပြီဆိုလို့ရှင်သူတက်မှတ်သူ့ရဲ့ original တက်မှတ်ပြထားတာက50စက္ကန့်ဖြစ်တဲ့အတွက်ကြောင့်မလို့ ိုင်မာက55ခေါ်နေတယ်ဟုတ်ပြီနော်ကျွန်တော်စတင်ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ plane သွားပြီးတော့မချိန်နဲ့အဲ့လိုဆိုလို့ရှင်ရှုပ်ကုန်မယ်နော်အဲ့ဒါကြောင့်ကျွန်တော်ကသူ့ဘူးထဲမှာတခါလဲပါပီတာဖြစ်တဲ့ဒီ manual ဆာရောက်ကလေးကိုကြည့်ပြီးတော့တခါလဲချိန်မယ်ဟုတ်ပြီနော်အရင်ဆုံးကျွန်တော်တို့ဒီမှာက P1 လို့ပေးထားတယ် P1 ကကြတော့ power on time power on time ဆိုတာကခုနကကျွန်တော်တို့ဒီကိုမီးပို့လိုက်တယ် မီးသွင်းလိုက်တယ်မီးသွင်းလိုက်တဲ့အချိန်ကိုသူကတိုင်မာလေးခေါ်ပေးတယ်ဟုတ်ပြီနော်တိုင်မာလေးခေါ်ပေးတာကိုသူကပြောတာပါဝါဆက်ဆက်ရောက်လို့ရှိရင်ဟိုတိုင်မာလေးခေါ်တယ်အဲ့ဒါကိုပြောတာအဲ့ဒါကကျတော့ဘဏ္ဍဆက်ကနေထားလို့ရလဲဆိုလို့ရှိရင်ဒီမှာ50အဲတစ်ဆက်ကနေပြီးတော့ကိုယ့်အကူစက်ကိုစက္ကန့်တီကိုထားလို့ရတယ်လို့ပြောထားတယ်ကျတော့ဒါကို5စက္ကန့်ပဲထားမယ်ကိုကြိုက်တဲ့စက္ကန့်ထားလို့ရတယ်10စက္ကန့်ထားခြင်းလားရတယ်5စက္ကန့်ထားခြင်းလားရတယ်ဟုတ်ပြီနော်5စက္ကန့်ပဲကျတော့ထားလိုက်မယ် ဒါက B1 power on delay တိုင်းဟောပြီเนาะနောက်ထပ် B2 B2 ကကြတော့ recovery delay တဲ့ recovery delay ဆိုတာကဘာကိုပြောရလဲဆိုရင်ကျွန်တော်တို့အဲ့ဒါကကြတော့ဒီအောက်ကဟာတွေ ਨੇ တက်ဆိုင်ပါ යි over voltage ပြီးရင် under voltage ပြီးရင် over current အဲ့ဒါတွေကိုပြန်ပြီးတော့ recovery ပြန်လုပ်ချင်တဲ့အချိန်ကိုသူကတတ်မှတ်ပေးရတာသူက default ကကြတော့30စက္ကန့်လို့ပေးထားတယ်ကိုကကြိုက်တဲ့စက္ကန့်ကိုထားလို့ရတယ် နော်၁၀စက္ကန့်လောက်တော့အနည်းဆုံးထားတင်တယ်ပေါ့နော်သူပေးထားတာလည်း၁စက္ကန့်နေကောကုစက်ကိုစက္ကန့်တီကိုထားလို့ရတယ်လို့ပြောထားတယ်အဲ့ဒါက30စက္ကန့်လို့သူပေးထားတယ်ခုနကပြောတယ်ကျတို့ over voltage ကအနာ voltage က over current ဖြစ်လို့ရှိရင်သူကပြန်ပြီး recovery ပြန်လုပ်ပေးမယ်အချိန်ကိုပြောတာနားလိုက်မယ်ထင်တယ်နော်ဟုတ်ပြီဒါဆိုရင်ကျတို့ setting number b2 ကိုတွားလိုက်မယ်တွားလိုက်မယ်ဆိုလို့ရှိရင်ဒါက25စက္ကန့်လို့ပေးထားတယ် ကျတော့30စက္ကန့်ထားခြင်း30ထားလို့ရတယ်။ဟုတ်ပြီနော်။ဒါမှမဟုတ်10စက္ကန့်ထားခြင်းလည်း10စက္ကန့်ထားလို့ရတယ်။ဒါက P2 ။နောက်ထပ်ကျွန်တော်တို့ P3 ကိုကြည့်လိုက်မယ်။ P3 ကကြတော့ over body setting နဲ့ဟုတ်ပြီနော်။ over body setting ကကျွန်တော်တို့ဘယ်လောက်ထိထားမှာလဲပေါ့။ဒီကုထားခြင်းနဲ့ over body setting ကိုထားလို့ရတယ်။ကျွန်တော်တို့ကဘယ်လောက်ထိထားမှာလဲပေါ့။250ဥပမာ250ထားလိုက်မယ်နော်။ over voltage 250ဆိုလို့ရှင်ဖြတ်ချမယ်ဒါက setting number 3 P3 over voltage setting ကိုကျွန်တော်တို့250ထားထားပြီဟုတ်ပြီเนาะနောက်တစ်ခုကကျွန်တော်တို့ P4 P4 ဆိုတာကဒီမှာဗာလဲဆိုရင် over voltage recovery value အဲ့ဒါကဘာကိုပြောလဲဆိုလို့ရှင်ကျွန်တော်က over voltage ဖြစ်ပြီးတော့ဟိုပြန်ပြီးတော့ recovery ပြန်လုပ်ပေးမယ်4ထည့်ပေးရမယ်လို့ပြောတာကျွန်တော် over voltage ကခုနတတ်မှတ်ထားတယ်250 ရကာဘရီကကြတော့အ ਨੇ ဆုံးသူနဲ့၅ဖူးလောက်ခွာထားလို့ရှိရင်ပို့ပြီးတော့ safe ဖြစ်တယ်ပေါ့နော်ပို့ပြီးတော့ကောင်းတယ်ပေါ့အဲဟို250ကျော်သွားပြီဆိုရင်ဖြတ်ချလိုက်တယ်ပြီးရင်ဘိုးကပြန်ပြီးတော့ညော့သွားမယ်245ဖူးအဲကျွန်တော်တို့ရကာဘရီကကြတော့၅ဖူးလောက်ခွာထားမယ်ဆိုတော့245ဖူးရောက်လို့ရှိရင်ပြန်ပြီးတော့အလုပ်လုပ်မယ်လို့ပြောတာဒါကိုပြောတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ရကာဘရီဘိုးကကြတော့ချိန်မှုတော့ကို B4 ကိုသွားလိုက်မယ် အဲကျွန်တော်ချိန်ထားတာ250အဲကြောင့်မလို့ကျွန်တော်ကရှော့လိုက်မယ်245အနည်းဆုံး5ဘူးလောက်တော့ခွာထားတင်တယ်ပေါ့နော်5ဘူးခွာခြင်း3ဘူးလောက်ခွာခြင်းလည်းရတယ်သူက250ကျော်ရင်ဖြတ်ချမယ်အဲ့ပြန် recovery ပြန်လို့ရှိရင်250ပြန်ပြေးလို့ရှိရင်တန်းပြီးတော့မအောင်ဟို setting number ဟိုကျွန်တော်စတင်ခုနှစ်ခုပါတဲ့ဘိုးတွေကကြတော့250ကျော်သွားလို့ရှိရင်ပြည့်ပြီဆိုတော့ ဖြတ်ချတယ်ညာ90အဝတ်ပြန်ရောက်လို့ရှိရင်ပြန်ပြီးတော့ on ပေးတယ်ဒါကကြတော့အဲ့လိုမဟုတ်ဘူးညာ90ကြော်ပြီဆိုတာနဲ့ဖြတ်ချတယ်ပင်ညာ90ပြန်ပြီးတော့သူ့အောက်ကိုကျလာပြီဆိုတာနဲ့ချက်ချင်းပြန်ပြီးတော့မ on ပေးဘူး recovery ခုနပြောတယ်ညာ45ဆို145 146ဆို146ညာ149ဆို149 148ဆို148အဲ့လိုမျိုးကျွန်တော်တို့ကပြန်ပြီးတော့ value လေးပြန်ထည့်ပေးရတယ်ဗောနော်သူ့ရဲ့ဟိုပြန် recovery လုပ်မဲ့ဘိုးလေးကိုပြန်ထည့်ပေးရတယ် ဒါလေးတခုပို့သွားတယ်เนาะအဲ့ဒါကိုကျွန်တော်ဟိုပြီးရင်ဒါလေးရှင်းတော့ဘိုးကိုရှော့ပြီးတော့ဒီ anabolic မှာဘိုးရှော့ပြီးတော့တခါတည်းရှင်းပြမယ်ပြောပြမယ်เนาะကျွန်တော်ဒီ stabilizer ဘိုးဟိုအမြင့်နဲ့ဟိုအနိုင်လောက်တဲ့ဆက်မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဗာနိုင်ပြမလို့ဆိုတော့ဒီ demo လေးနဲ့ပဲပြခဲ့လိုက်မယ်เนาะအဲ့ဒါဘိုးအနှိမ့်ပဲတုံးအစဉ်ပြတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘိုးနှိမ့်ပြီးတော့မယ်ရှင်းပြမယ်เนาะ ဟုတ်ပြီဒါဆိုကျွန်တော်ကဘယ်လောက်ထိပြီးသွားပြီလဲဆိုလို့ရင် P4 P4 တိပြီးသွားပြီဟုတ်ပြီနော် P4 ထိက overboard rate ကို recovery value တန်ဖိုးပြန်လောက်တဲ့ setting ဟုတ်ပြီနော် P5 P5 ကကြတော့ဗာလဲဆိုရင် underboard rate setting ကျွန်တော် underboard rate ကိုဘယ်လောက်ထိထားမလဲပေါ့နော် underboard rate ကိုဘယ်လောက်ထိထားမလဲဆိုရင် P5 ကိုသွားလိုက်မယ်အဲ190လို့သူကပေးထားတယ်ကျွန်တော်က195ကိုထားလိုက်မယ်အဲ underboard rate ဗီယာ195ရောက်ပြီဆိုလို့ရှိရင်ဒီခါလေးဖြတ်ကြမယ်ဟုတ်ပြီနော်ဖြတ်ကြမယ်ဖြတ်ကြမယ်ပြီးလို့ရှိရင် B5 ကအန်နာဗိုလေးနော်ပြီးရင်ကျတော့ဒီဘက်မှာ B6 ဟုတ်ပြီနော်အဲ့ဒီ B6 ကအန်နာဗိုလေးကို recovery value ခုနကကျတော့ overvoltage recovery value လောက်တာ ਨੇ အတူတူပဲ9ဗိုလ်လောက်ခွာမခွာရင်4ဗိုလ်လောက်ခွာဒါမှမဟုတ်3ဗိုလ်လောက်ခွာရင်ခွာဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့က9ဗိုလ်လောက်ခွာထားမယ်ဆိုတော့မီယာနည်းသွားတာက100 195ပြန်ပြီးတော့ recovery ပြန်ပြီးတော့ ဟိုမိရပြန်ပြည့်တဲ့အချိန်မှာပြန်ပြီးတော့အလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်ဘလောက်ထိထားရမလဲဆိုတော့၅ဘလောက်ခွာမယ်ဆိုတော့ထပ်တိုးလိုက်မယ်ပေါ့နော်၁၈၀ဘူးပေါ့ဟုတ်ပြီနော်အဲဒါဆိုလို့ရှိရင် P6 က၁၈၀ဘူးကိုထားလိုက်မယ်အဲ၁၈၀ဘူးကိုမိရ185ရောက်လို့ဖြတ်ချပြီးရင်မိရပြန်တက်လာတဲ့အချိန်180ဘူးရောက်မှပြန်ပြီးတော့အလုပ်လုပ်မယ်လို့ပြောတာဟုတ်ပြီနော်အဲ့ဒါကိုအခုတခါတည်းကျွန်တော်ဒီဒင်မာနဲ့တခါတည်းစမ်းပြမယ်နော် ဒီ machine မှာသူတို့တခါတည်းထင်ပါနဲ့စံပြမယ်နော်အရင်ဆုံးကျွန်တော်တို့ဒီတခုပြောဖို့ပေါ့နော်ဘာလဲဆိုတော့ကျွန်တော်ဒီ safe cup တွေကကြတော့ over voltage ဖြစ်တယ် under voltage ဖြစ်တယ် over current တွေဖြစ်တယ် safe cup ဖြတ်ချပြီဆိုလို့ရှိရင် तू ကတစားတဲ့ကိုဖြတ်ချတာနော်အဲ့ဒါကိုသိထားဖို့လိုရယ်နော်တစားတဲ့ကိုဖြတ်ချတာ तू ကဒီဘက်မှာ neutral လို့ပေးတာဒီဘက်မှာ line လို့ပေးထားတယ်ဟုတ်ပြီနော်အထွက်ကလည်းဒီဘက်က neutral ဒီဘက်က line ဖြတ်ချလို့ရှိရင် line တစားကိုပဲ तू ကဖြတ်ချပေးတာ အဲ့ဒီအချိန်မှာကျွန်တော်တို့ကနူထွယ်ဖိမှန်နေလို့ရှိရင်เนาะအပွားလေးနူထွယ်ဖိမှန်နေတယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်တကယ်လို့နူထွယ်ဖိမှားနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာဒါနူထွယ်ဖိမှန်နေတဲ့အချိန်เนาะဒါနူထွယ်ဖိမှန်နေတဲ့အချိန်နူထွယ်ဖိမှားနေတဲ့အချိန်သူကဒီဘက်လိုင်းစာကိုပဲဖြတ်ချပေးတာဟုတ်တယ်เนาะတလိုင်းနဲ့ဖြတ်တယ်ဆိုတော့ကျွန်တော်နူထွယ်ဖိလဲနေပြီဆိုရင်ဒီနူထွယ်ဒီဘက်ကိုနူထွယ်ပြန်ရောက်နေပြီအချိန်မှာနူထွယ်ပဲဖြတ်ချပေးလိမ့်မယ်เนาะ fit ကိုဖြည့်ချပေးမှာမဟုတ်ဘူးအဲ့ချိန်မှာကျတော့ဒီကောင်ကြီး power ပိတ်ထားတယ်ဆိုပြီးတော့ဟိုတော့ကင်မီတာဘာညာဆိုလို့ချင်းတက်လိုက်တာမှာဖြစ်တတ်တယ်ဟုတ်ပြီနော်ကျွန်တော်အခုဒါကိုဟုတ်လားမဟုတ်လားတစ်ချက်စမ်းပြမယ်နော်နော်ဒီတစ်ဖက်လှည့်ပြီးတော့ထိုးလိုက်ပြီဟုတ်ပြီနော်ဒီတစ်ဖက်လှည့်ထိုးလိုက်ပြီဆိုတော့ဒီမှာဒီဖယ်ဘက်ကိုဖိရောက်သွားပြီ line ဘက်ကို neutral ရောက်သွားပြီဟုတ်ပြီနော်ဒီမှာ output ထွက်လာပြီဒီမှာ neutral neutral ဘက်ကိုပြီးရောက်နေတယ်ဖိဘက်မှာ neutral ကျွန်တော်ပါပိတ်ပြမယ်နော်အဲဒါဆိုပါပါပိတ်သွားတယ်အထက်ကရလေးကွာသွားတယ်အဲ့ချိန်မှာဟုတ်ပြီနော်ဓမ္မတွေ့လားညီထွေဘက်ကမိရထွက်နေတော့မယ်သူကဖြတ်တာဒီဘက်ကိုပဲဖြတ်ပေးတာဒီဘက်ကိုဖြတ်မပေးညီထွေဘက်ကိုသူကဖြတ်မပေးအဲ့ဒါကြောင့်ကျွန်တော်တို့ဒီ vibrator တွေတင်မဟုတ်ပါဘူးတခြားမီးနဲ့ပတ်သက်တဲ့အရာတွေကို breaker တွေထည့်မယ်ဆိုလို့ရှိရင်လည်း new traffic ကိုမှန်အောင်ထည့်ပြရမယ်။ cloud တွေထည့်မယ်ဆိုလို့ရှိရင် new traffic ကိုမှန်အောင်ထည့်ပြရမယ်။ဒါကိုပြောတာနော်။ ဟုတ်ပြီဒါဆိုရင်ကျွန်တော်အခုဆက်ပြီးတော့ဒီ recovery လုပ်တဲ့ဟာကိုတခါတည်းရှင်းတော့အောင်ပြမယ်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ demand နဲ့စိတ်ကနေကိုတွဲလိုက်ပြီစိတ်ကနေတွဲလိုက်ပြီဆိုတော့ကျွန်တော်တို့ကဘယ်လောက်ထိဒီ demand ကရှော့လို့ရအောင်လဲပေါ့เนาะဘိုးဘယ်လောက်ထိရှော့လို့ရအောင်လဲဆိုတော့တရားကြည့်လိုက်မယ်180လောက်တိကိုသူကရှော့လို့ရတယ်ဗောနော်180လောက်ရှော့လို့ရမယ်ဆိုတော့ကျွန်တော်တို့ ခုနကတက်မှတ်ထားတာက195လို့တက်မှတ်ပေးထားတယ်။ကျွန်တော်ကဒါနဲ့ပြကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့190လောက်ဒီကိုချိန်ပေးလိုက်မယ်နော်190လောက်ဒီကိုချိန်ပြီးတော့ကျွန်တော် recovery ကကျတော့195 body ဒီကိုချိန်ပြမယ်နော်အဲဒါဆိုကျတို့အနာဘိုးတွေကကျတော့190ပြန် recovery ကကျတော့195ဟုတ်ပြီနော် ဒါကိုကျွန်တော်တို့ချိန်ပြမယ်နော်ခုနက185နဲ့100ဟို80 180နဲ့ကြတော့ဒီကျွန်တော်တို့ဟိုတကယ်သုံးတယ်ဗိုးပြောတာပေါ့နော်ဒါကကြတော့ကျွန်တော်ဒီမှာဒီမှာနဲ့လျှော့ပြီးတော့သုံးတဲ့ဟာကိုမြင်သာထင်သာရှိအောင်လို့ကျွန်တော်ပြောပြတာဟုတ်ပြီနော်အခုဒီမှာမိက180ပဲရှိတယ်ကျွန်တော်တို့ချိန်ထားတာကအနာဗိုးတွေကဘယ်လောက်လဲ190ချိန်ထားတာခုနက180ကျော်ပဲရှိတဲ့ကြောင့်မို့လို့ ီကောင်ကအလုံးမလုံးတော့ဘူးဒီမှာဒီအန်နာဖိုရိတ်ဆိုတဲ့မီလီလင်းနေတယ်ဟုတ်ပြီနော်အဲ့ချိန်မှာကျွန်တော်တို့က recovery လောက်ထားတဲ့ဘိုးကဘယ်လောက်လဲပြန်ကြည့်မယ် piece 195ဘိုးဟုတ်ပြီနော်အဲ့ဒီ195ဘိုးကိုရောက်တော့မှသူက recovery ပြန်လောက်မှာအဲ့ recovery ပြန်လောက်တဲ့ဟာကိုတိုင်မှာကကျွန်တော်ဘယ်လောက်ထားထားလဲဆိုလို့ရင်စက္ကန့်30လောက်ထားထားတယ်ဟုတ်ပြီနော်ကြည့်မယ်နော်အခုဒီမှာ186ပဲရှိတယ်ကျွန်တော်လည်းတင်လိုက်မယ်နော် ဟုတ်ပြီနော်ခုနက195ကြော်သွားတဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့တိုင်မှာခေါ်နေပြီတိလားစက္ကန့်30တိုင်မှာခေါ်နေပြီအဲ့စက္ကန့်ခေါ်နေတဲ့အချိန်မှာဘိုးပြန်ယော့သွားမယ်ခုနက195ကိုအောက်ကို ပြန်ပြီးတော့ကျသွားမယ်ဆိုလို့ရှိရင်တခါလေးပြန်ပိတ်သွားမှာပဲအဲ့အတိုင်းပဲစက္ကန့်ခေါ်နေတဲ့ဟာကိုတခါလေးရက်ပြီးတော့သူကပိတ်ပလိုက်မှာပဲဟုတ်ပြီနော်အဲခေါ်နေတဲ့ဟာကိုပိတ်ပြီးတော့ရက်မယ်ပြန်ပြီးတော့ဘိုးတက်လာမယ်195ပြန်ကြော်သွားမယ်ဆိုလို့ရှိရင် ညဒါဆိုလို့195ပြန်ကျော်သွားပြီပြန်ကျော်သွားပြီဆိုလို့ရှိရင်ပြန်ပြီးတော့စက္ကန့်ပြန်ပြီးတော့ရည်နေမယ်ဟုတ်ပြီနော်ခုနစက္ကန့်30ထားခဲ့တဲ့အတွက်ကြောင့်မလို့စက္ကန့်ပြန်ပြီးတော့ရည်မယ်စက္ကန့်30နည်းနည်းကြာတယ်ရှင်လို့ရှိရင်လည်းစက္ကန့်20သုံးဖို့75စက္ကန့်အဲ့လောက်တော့ထားတယ်ဟုတ်ပြီနော်အခုဒီမှာ15ဖြစ်သွားပြီ16 I sorry နည်းနည်း17တောက်လျှောက်ကိုပြန်ပြီးတော့ဟိုပြန်ရည်နေပြီပေါ့နော်အဲ ပြန်ပြီးတော့တိုင်မာလောက်တဲ့ဟာကိုပြောတာတွေ့လားဒါကဘိုးအနေုံပြောတာဟုတ်ပြီနော်ခုနကဘိုးအမြင်လဲအဲ့လိုပဲ240ဟို250ထားတယ်250ကျော်သွားပြီဆိုလို့ရှင်ဖြတ်ချလိုက်မယ်အဲ250ရနေသူကပြန်ပြီးဘိုးယော့လာမယ်ယော့လာမယ်240 9 248 249ဆိုတာ ਨੇ ပြန်ပြီးတော့ခုနကစက္ကန့်30ပြန်ပြီးတော့ရည်မယ်အရည်နေတဲ့အချိန်မှာဘိုးကပြန်ပြီးတော့246ပြန်ဖြစ်သွားပြီဆိုလို့ရှိရင် ခါလေးဖြတ်ချပြန်ပါဆက်မကြည့်တော့ဘူးအဲ့ဒီအချိန်မှာပြန်ပြီး245ပြန်ဖြစ်မယ်ဆိုလို့ရှိရင်245အောက်ကိုပြန်ရောက်သွားမယ်ဆိုလို့ရှိရင်စက္ကန့်30ပြန်ရည်မယ်စက္ကန့်30ပြန်ရည်ပြီးတော့ပြည့်သွားပြီဆိုရင်အဲအောက်ဘုတ်ပြန်ထုတ်ပြီးတယ်အောက်ပြန်ပြန်ထုတ်ပြီးအခုဒီမှာအောက်ဘုတ်ပြန်ထုတ်ပြီးနေပြီဟုတ်ပြီနော်အဲ့ဒီအချိန်မှာကျွန်တော်ဘုတ်ပြန်လျှော့လိုက်မယ်အဲကျွန်တော်ခုနက190ရောက်ပြီဆိုတော့နေဦးသွားဖြတ်ချပလိုက်ပါဟုတ်ပြီနော် တောင်းနားလဲဖို့လိုရယ်နော်ဒါကကျွန်တော်ဒီမှာနဲ့ပြတာမြင်သာထင်သာရှိအောင်လို့ဒီမှာနဲ့ပြတာနားလည်မယ်ထင်တယ်နော် ဘာမှထွေဒုက္ခကဲမရှိဘူးเนาะဒါပြန်ပြီးတော့တင်လိုက်ပြီဟုတ်ပြီဒါလေးကိုဟိုစက်ပြီးတော့ဒီ setting channel setting တွေကိုစက်ပြီးတော့ရှင်းပြမယ်ကြော်ဒါကိုပြန်ဖြုတ်လိုက်တော့မယ်เนาะဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ခုနကသူ့ရဲ့ setting ကိုပုံမှန်တိုင်းပြန်ထားလိုက်ပြီးဟို185အောက်ရောက်ရင်ပြန်မယ်180ရောက်ရင်ပြန်ပြီးတော့ recovery ပြန်လုပ်မယ်ဟုတ်ပြီနော်ကျွန်တော်ခုနက D setting number P7 ထိပြီးသွားပြီ။အခုနံပါတ် P7 P7 ကကြတော့ voltage delay တဲ့ခုနကကျွန်တော်တို့ပြောတယ် over voltage ဖြစ်မယ် under voltage ဖြစ်ဖြစ်မယ်အဲ့ဒီဖြစ်ပြီဆိုတာ ਨੇ တော်တန်းပြီးဖြတ်ချမယ်စက္ကန့်ကိုချိန်ပေးရမှာတော်ဘလောက်ဒီပေးထားလဲဆိုလို့ရှင်0.1စက္ကန့်နေပြီးတော့တန်းစက္ကန့်30စက္ကန့်ထိကိုပေးထားတယ်ကျွန်တော်တို့က voltage ကိုဟိုအတိုးလျှော့ဖြစ်ပြီဆိုတာ ਨੇ တခါတယ်ဖြတ်ချတာလိုချင်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့က0.1ထားလိုက်ရတယ်0.5ထားလိုက်ရတယ်တိုက်တဲ့ဟာကိုထားလိုက်ရတယ်နော်အဲ့ဒါကကျွန်တော်တို့ P7 ကို သွားလိုက်မယ်။ဟုတ်ပြီနော်ဓမ္မ0.5လို့ပေးထားတယ်။0.2နဲ့ရတယ်0.1နဲ့ထားတယ်။ရထား0.1ထားလိုက်ရတယ်ဟုတ်ပြီနော်0.1ထားလိုက်မယ်။နောက်တစ်ခုကကျတော့ကျတို့ဒါကခုနက B7 ကကျတော့ Boric Trait Delay ကိုပြောတာနောက်ထပ်ကျတော့ဒီမှာ pH pH ကကျတော့ဗာလဲဆိုရင် Boric Correction Boric Correction ကကျတော့အခုဒီမှာမီးအားပြနေရပေါ့နော်မီးအားပြနေတာကိုကျတော့ချိန်လို့ရတယ်အရင်ကျတော့ဒီ စတင်ခုနှစ်ခုလောက်ပဲပါတယ်။စတိတ်ကပ်တွေကြတော့ဗိုးရိတ်ကိုချိန်လို့မရအောင်။ချိန်လို့မရတော့သူမိအားတကယ်အမှန်လာနေတဲ့ဘိုးကနဲရင်လည်းနဲမယ်၊မြားရင်လည်းမြားမယ်။အဲ့ဒါကိုဓမ္မပြနေတဲ့ဘိုးနဲ့မတူဘူး။နော်မတူတာကိုချိန်လို့မရအောင်ဒီကားကြတော့ချိန်လို့ရတယ်။အဲ့ဒါကိုသူကပြောတာ။တချို့စတိတ်ကပ်တွေဆိုရှိရလေ။ဟိုမိအားကပုံမှန်ပဲလာနေတယ်။အဲ့ဒါကိုဓမ္မပြတဲ့ဟာတွေကမြားနေတဲ့ဟာတွေလည်းရှိတယ်။ ်များနေလို့ရှင်ကိုကမတီးပဲနဲ့မိရများနေဆိုစတင်နေဒီ over car run နေဒီ setting တွေပြန်ပြီးတော့ချိန်ရတာအဆင်မပြေဘူးပေါ့နော်အဲ့တော့ကြမလို့ကျွန်တော်တို့ကအဒီ PH ဆိုတဲ့ setting မှာတခါတယ်တကယ်မီးအဝင် voltage နဲ့တခါတယ်ချိန်လို့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တခါတွားလိုက်မယ်95ခုနကလည်းဟိုဒါကကြတော့ကီလိုမီတာနဲ့ထောက်ပြီးတော့တိုင်ရမှာပေါ့နော်မှန်လားမမှန်လားဆိုတော့ တော့ပြီနောက်တစ်ခုကကြတော့ကျွန်တော်ဗာလဲ B B9 B9 ကကြတော့ over car over car ကိုကျွန်တော်ကဘလောက်ဒီထားခြင်းလဲကိုထားခြင်းနဲ့ car ကိုထားလို့ရတယ်တော့ပြီနော်ကျွန်တော်ဘလောက်ဒီထားမလဲဆိုလို့ရှိရင်음30လောက်ထိပဲထားလိုက်မယ်နော် over car ကို30လောက်ထိပဲထားလိုက်မယ် ဟုတ်ပြီနော်ကျွန်တော် over current ကို30လောက်ထိထားလိုက်ပြီ30လောက်ထိထားလိုက်ပြီဆိုလို့ရှိရင် over current ဖြစ်ပြီဆိုတာ ਨੇ ကျွန်တော်တို့နောက်ထပ် P30 မှာဆိုလို့ရှိရင် over current trick delay လို့ပြောထားတယ် over current ဖြစ်ပြီဆိုတော့ ਨੇ သူကဖြတ်ချမယ့်အချိန်ကိုရွေးရမှာကျွန်တော် P30 မှာကဖြတ်ချမယ့်အချိန်ကိုရွေးရမယ်ဘယ်နဲ့စက္ကန့်လောက်မှာဖြတ်ချသေးခြင်းလဲဆိုလို့ရှိရင်0.1ဒီတော့10စက္ကန့်ချင်းရှိတယ်အဲအကြောင်းမို့လို့ကျွန်တော်တို့ကတိုက်တဲ့စက္ကန့်ကိုထားလို့ရတယ်ဖြစ်နိုင်ရင်တော့10စက္ကန့် 20စက္ကန့်လောက်ထိထားပါဘောเนาะဟိုဟွာကနေဖြစ်တာနဲ့တိုင်းမဖြစ်ချင်နေဆိုလို့ရှိရင်တော့0.1ထားရတယ်เนาะကျွန်တော်တို့20စက္ကန့်ပဲထားလိုက်မယ်ဟုတ်ပြီเนาะနောက်ထပ်ကြည့်ရမှာက B set 1 B set 1ကဘာလဲဆိုရင် overcar run ကို counter တာတဲ့သူက overcar run ကိုဘယ်လောက်ထိ counter လုပ်ရလဲဆိုလို့ရှိရင်ရေတွက်လုပ်ရလဲဆိုလို့ရှိရင်ဟိုတစ်ချိန်ကနေပြီးတော့ချိန်20ထိကိုသူကရေတွက်လုပ်ရတယ် ကွာဘလောက်ဒီထားကျင်တာလဲ၅ချိန်ဒီထားကျင်တာလား၅ချိန်ဖြစ်သွားပြီဆိုလို့ရှိရင် over car က၅ချိန်ဒီဖြစ်တယ်ဆိုလို့ရှိရင် तू ကအောက်ဘုတ်ကိုထုတ်ပြမှာမဟုတ်တော့ဘူးကွာပြန်ပြီးတော့ manual နဲ့ပြန်ပြီးဖွင့်ပြရမှာဒါကကွာပိတ်ထားလို့ရတယ်ဖွင့်ထားလို့ရတယ်ဒါကတော့ပိတ်ထားလိုက်မယ်ပေါ့နော်မလိုဘူးအဲ့ဒါက setting number ဘလောက်လဲဆိုရင်17ဟုတ်တယ်နော်ဖွင့်ထားလို့လည်းရတယ်ပိတ်ထားလို့ရတယ်အဲ့ဒါကအချိန်နဲ့သတိလုပ်လို့ရတယ်ကွာပိတ်ထားလိုက်မယ်နောက်ထပ် B set နဲ့ B set နဲ့ကဘာလဲဆိုလို့ရှိရင် current adjustment current adjustment ဆိုတာကခုနကပြောသလိုပဲ board rate ကိုချိန်သလိုပဲဟိုလက်ရှိသုံးနေတဲ့ current ampere ကိုဒီမှာအမှန်ပြတာလားမမှန်ဘူးလားဆိုတာကိုချိန်ပေးလို့ရတယ်ဟုတ်တယ်เนาะခုန board rate ချိန်သလိုပဲအဲ့ဒါက setting number 7ဟောပြီเนาะဒါရီရတော့မှန်ပါတယ်တိတ်ချိန်ကြရတော့တိတ်မလို့နောက်ထပ် setting number 7ကဘာလဲဆိုလို့ရှင် frequency adjustment အဲ့ဒါလည်းအတူတူပဲ frequency ကိုလည်းခုနကချိန်ပေးသလိုပဲချိန်လို့ရတယ်လို့ပြောတာဟုတ်ပြီနော်နောက်တစ်ခုကကြတော့ setting number 14 14ကကြတော့ quick power down protection နဲ့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျတို့ power ကို down လိုက်တဲ့အချိန်မှာဟုတ်ပြီနော်အဲ setting number ဘယ်လောက်လဲ14 power ကို down လိုက်တဲ့အချိန်မှာအမြန်ပိတ်သွားတာ ਨੇ ဟို power ကိုအမြန်ပိတ်သွားတယ်ဆိုတာကကျတို့ဒီထက် relay တိုက်ပြီးခေါ်ပလိုက်တာပေါ့နော် ပါဝါဒီကိုမိပြတ်သွားပြီဆိုလို့ရှိရင်ဘလေးတန်းခွာပလိုက်တယ်။ခွာပြီးတော့ဖြတ်ချလိုက်တာ ਨੇ ။ခုနကနောက်တစ်ခုကအဲ့ဒါကိုဟို on နဲ့ off နဲ့ပေါ့နော် off ပိတ်ထားမယ် off ထားမယ်ဆိုလို့ရှိရင်ဒီဘလေးခွာမှာမဟုတ်ဘူးဒီတိုင်းမိပြတ်သွားတဲ့အတိုင်းလေးပဲရှိနေမှာဟုတ်တယ်နော်ဒါကိုကျွန်တော်တစ်ချက်စမ်းပြမယ်။စတေနံပါတ်14ဟုတ်တယ်နော်ဒါက on ထားရယ်နော် on ထားပြီဆိုလို့ရှိရင်ပါဝါပိတ်ပြမယ်ဘလေးခွာသွားတဲ့အတိုင်းလေးကြားရမယ်။ဟုတ်တယ်နော်ပါဝါ down ဆိုပြီးတော့ ပါဝါဒေါင်းဆိုပြီးတော့လေးခွာပြီးတော့ပိတ်သွားတယ်။အဲ့အချိန်မှာခုနကဟာကိုပြန်ပြီးတော့ off ပြမယ်။ဒီလေးပြန်ကပ်ပြီး setting number 14အဲ့ဒါကိုကျွန်တော် off ပြလိုက်မယ်။ဟုတ်ပြီနော် off ပြီးွားလို့ရှိရင်ကျွန်တော်ပါဝါဒေါင်းပြမယ်။ဒီတိုင်းပဲပိတ်သွားမှာ။ ဟုတ်တယ်နော်တိလာဒီတိုင်းပြိတ်သွားရယ်နော်ဟုတ်ပြီဒါကစတင်နံပါတ်14ဒါကတော့ on ထားတာပဲကောင်းတယ်မီတန်းပြတ်တာ ਨੇ ရလေးပါခေါ်လိုက်တယ်ဟုတ်ပြီနော်စတင်နံပါတ်14ကိုပြန်သွားမယ်အဲ့တော့ပြန် on မှာဟုတ်ပြီနော်ပြီးရင်စတင်နံပါတ်15ကဘာလဲဆိုလို့ရှိရင် 3model တဲ့3 model ရဲ့ဆိုတာကြတော့ တော့ဗာလဲဆိုတော့ဓမ္မကဗာရှိလဲဆိုလို့ရှင်1က standard 2ကကြတော့ manual 3ကကြတော့ automatic လို့ပြောတယ်1ကဗာလဲဆိုလို့ရှင်အခုဒီပုံစံကကြတော့ဒီ settlement 15ကဒီမှာပြနေတယ် setting ပဲဟုတ်တယ်နော် standard ဆိုတာကဘိုးပြတယ် ampere ပြတယ်ဒါပဲနံပါတ်2ကကြတော့ manual manual ဆိုတာကဒီဘိုးတွေသူ့မှာပြတာ၄ခုရှိတယ်ဘိုးရဲ့ ampere ရယ် frequency ရယ် power ရယ်ဟုတ်တယ်နော်အဲ့ဒီ၄မျိုးကိုနံပါတ်2မှာထားမယ်ဆိုလို့ရင် manual နဲ့ချိန်ပြီးတော့ကြည့်လို့ရတယ်လို့ပြောတာအဲ့ဒီနံပါတ်15ကိုသွားလိုက်မယ်ဟုတ်တယ်နော်ဒါက1နောက်တစ်ခု2မှာထားမယ်2မှာထားလိုက်မယ်နော်2မှာထားလို့ရှင် manual နဲ့ချိန်ပြီးတော့ကြည့်လို့ရတယ်လို့ပြောတာအဲ့ဒါဆိုလို့ရှင်ဘုတ်နောက်ကြည့်ချင်းလို့ရှင် up down up down key ကိုကြည့်ရနိုင်လို့ရတယ်အဲ့ဒါ ampere ဒါက frequency ဒါကကြတော့ power ဟုတ်တယ်နော်ဒါက boot အဲ့ဒီလေးမျိုးကိုကိုကြိုက်တဲ့ဟာကိုနှိပ်ပြီးတော့ကြည်လို့ရတယ်ပြောတာဒါကနံပါတ်2 manual နဲ့မလို့နံပါတ်3ကကြတော့ automatic အဲ့ဒီ automatic ကကြတော့သူ့အလိုလိုအဲ့ဒီလေးမျိုးစလုံးကပြောင်းနေမှာဟုတ်တယ်နော်ဒါနံပါတ်3 automatic သူ့ကသူပြောင်းမယ်အဲ့ဒီလေးမျိုးစလုံးနောက်ပြီးဒါကအရင်ဆုံးဖိုးပြတယ်5စက္ကန့်လောက်တော့ပြတယ် ။နောက်ပြီး MBR ပြမယ်။တော်စု auto ပြနေမှာ။နောက်ပြီး frequency ပြမယ်။နောက်နောက်တစ်ခုက power ပြမယ်။ဒါပဲ။အဲ့ဒါကကျွန်တော်တို့ standard ပဲထားမယ်။ number 1ပဲပေါ့နော်။ကိုကြိုက်တာထားလို့ရတယ်။အာ sorry ။ဆက်တင် number 15ဟုတ်တယ်နော်ပြီးလို့ရှိရင် setting number 16ကပါလဲ ဆက်ခါကြတော့16ကကြတော့ automatic reset automatic reset ဆိုတာက4ဖြစ်ပြီးတဲ့အချိန်မှာပြန်ပြီးတော့ automatic ပြန်ပြီးတော့ reset ပြန်လုပ်တယ်ပြန်ဖွင့်ပေးတယ်ပြန်ပိတ်ပေးတယ်အဲ့ဒါကိုပြောတာเนาะ off ဆိုလို့ရှိရင် manual နဲ့ပြန်ဖွင့်ပေးရတယ် on ဆိုလို့ရှိရင်သူ့အတူ automatic reset လုပ်ပြီးတော့ပြန်ဖွင့်ပေးတယ်ဒါကိုပြောတာเนาะအဲ့ဒါကလည်းတိတ်ပြီးတော့ဟိုမလိုဘူးပေါ့เนาะတူထားတဲ့အတိုင်းပဲ on ထားလိုက်ရင်ရပြီ ဟုတ်ပြီနော်နောက်တစ်ခုကကျတော့ဗာလဲဆိုရင် p second p second ကဗာလဲဆိုလို့ရှင် switch mode switch mode ကကျွန်တော်တို့ဒီ power ကို manual နဲ့အဖွင့်ပိတ်လုပ်လို့ရတယ်လို့ပြောတာနော် manual နဲ့အဖွင့်ပိတ်လုပ်ခြင်းလားတော်သူ auto အဖွင့်ပိတ်လုပ်ခြင်းလားပေါ့နော်ဒါကိုပြောတာဒါကလည်းမလို့ဘူး on ထားတယ်သူအတိုင်းလေးပဲ on ထားလိုက်မယ်ဟုတ်တယ်နော်သူအတိုင်း second ကလည်း on ထားတယ်ပြီးရင် switch ကဗာလဲဆိုရှင် energy saving mode energy saving mode ဆိုတာကဘာပြောနေတာလဲဆိုရင်အခုဒီမှာဒီဟာလေးပြတယ်225ပြင်ဒါက ampere ဘုန်းနဲ့ ampere ကိုသူက energy saving mode ကို on ထားမယ်ဆိုလို့ရှင်အဲ့ဒါလေးကပျောက်သွားမယ်ပျောက်မယ်ဆိုရင် power စားတက်တအောင်ဆိုပြီးတော့သူကဟိုပိတ်ထားတဲ့သဘောမျိုးပေါ့နော်ဒီအလင်းတွေကိုအကုန်လုံးပိတ်ထားတယ်အဲမင်းသူကသူဟိုခဏပိတ်မယ်ခဏပြန်ဖွင့်မယ်ဒါကသူကသူအလုံးလုံးနဲ့လောက်နေမှာပေါ့နော်ဒါကကိုကအမြဲတမ်းမြင်ကျင်နေတဲ့အတွက်ကြောင့်မလို့ဒါကမလို့ off ထားတယ် ဟုတ်ပြီနော်အဲကြောင့် setting number 18ကိုသွားမယ်ဒါက off ထားတယ်ပြီးလို့ရှိရင်ဒါကမလုပ်ဘူးနော်နောက်ထပ်19ကကြတော့ password setting password setting ကလည်းမလုပ်ဘူးဒီ password ကိုကိုတယောက်တည်းပဲကင်ရင်တယ်ဒီ set တခုကိုကိုတယောက်တည်းပဲကင်ရင်တယ်ဆိုလို့ရှိရင်တော့ password လေးထားလိုက်ပါတော့ဒါကတော့မလိုပါဘူးမထားမထားတာအကောင်းဆုံးပဲဟုတ်တယ်နော်ဒါပဲကျွန်တော်ဘာမှ trade မရှိဘူးခုနက ဟိုနည်းနည်းလေကျင်တဲ့ဟာလေးอ่ะခုန over voltage တွေ under voltage တွေကိုဘိုးလေးချိန်တာလေးပဲအဲ့ဒါလေးကိုတခြားလေးပြန်ကြည့်မယ်ဆိုလို့ရှင်လေဘာမှထွေထုခခဲ့မရှိဘူးလွယ်လွယ်လေးပဲเนาะဟုတ်ပြီဒါကကြတော့ setting 19ခုပါတယ် VA prototype ရဲ့အလုပ်လုပ်ပုံသူ့ရဲ့အာသာချက်တွေเนาะ setting 9ခုပါတာထက်စာရင်ပို့ပြီးတော့ function လဲစုံတယ်ပို့ပြီးတော့ကောင်းလဲကောင်းတယ် ေးပိုဖြစ်တယ်ပေါ့ဗျာနော်ကျန်တာကဘာမှထရေတူတူမရှိဘူးဒီဘက်မှာဆိုလို့ရှိရင်လေဒါသူ့ဟိုစတင်လေးတွေနဲ့ထားမယ့်ဟာလေးတွေကိုပြထားတာပဲရှိတယ်ဘာမှထရေတူခါခဲလည်းမရှိဘူးတေချာလေးကြည့်ပြီးတော့လုံးမယ်တရားလေးကြည့်ပြီးတော့ချိန်မယ်ဆိုလို့ရှိရင်လွယ်ကူတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အခုပြောပြသွားတာလေးကိုနားလည်မယ်လို့တင်ပါတယ်ကျေးဇူးတင်ပါတယ်